ဆိုင်းရဲ့အခြေခံအဆောက်အုံတွေကိုယူကရိန်းတိုက်ခိုက်နေတာဟာအမေရိကန်ပေါ်သစ္စာမဲ့တာဖြစ်တယ်လို့ရုရှားဆိုအမေရိကန်သမ္မတဒေါ်နယ်ထရိုင်ရင်းကျင်းရေးသဘောတူညီချက်ကိုယူကရိန်းကတစ်ဆာမဲ့စွာဖောက်ပြက်ကျူးလွန်နေတယ်လို့ရုရှားနိုင်ငံသားရေးဝန်ကြီးဌာနပြောခွင့်ရအမျိုးသမီးမာရီယာဆာခါရိုဖာကမတ်လ22ရက်မှာပြောခဲ့ပါတယ်။စွန့်ရဲ့အခြေခံအဆောက်အုံတွေကိုမတိုက်ခိုက်ဖို့အမေရိကန်ရဲ့ရင်းကျင်းရေးအစပြုမှုကိုသဘောတူတယ်လို့ကိပ္ပရဲ့အဆိုအရကပြောနေပေမယ့် မလ19ရက်ကစပြီးရုရှားအစိုင်းရင်ခြေခံအစအုံတွေကိုစက်တိုင်းတိုက်ခိုက်နေတယ်လို့စခါရောဖာကပြောပါတယ်။စိုင်းအခြေခံအစအုံတွေအပြင်လူနေအိမ်တွေနဲ့လူမှုရေးဖွဲ့စည်းတွေကိုဒရုန်းတွေနဲ့တိုက်ခိုက်ဖို့ယူကရိန်းစစ်တပ်ကညွှန်ကြားထားတယ်လို့လည်းစခါရောဖာကဆိုပါတယ်။အမေရိကန်အနေနဲ့ယူကရိန်းကိုလက်နက်ထောက်လှမ်းရေးသတင်းတွေဆက်လက်မကူညီသေးတော့ဘူးလို့လည်းဆိုပါတယ်။ ီလိုဆက်လက်တိုက်ခိုက်နေမယ်ဆိုရင်တော့ရုရှားအနေနဲ့လေယူကရိန်းရဲ့စွမ်းအင်အခြေခံအဆောက်အုံတွေကိုလက်ထုတ်ပြန်တိုက်ခိုက်ရလိမ့်မယ်လို့ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရအမျိုးသမီးမော်ရီယာဆာခါရိုဖာကပြောသွားခဲ့ပါတယ်။မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။